သွားသေးတာအဲ့လိုတီးသွားတော့ခုနဒီကဦးဆိုတဲ့မင်းသားလေးကမြို့ပြင်ကနေပြီးအမေဖေတွေတွေ့ကျင်လို့လာတာလာတဲ့အခါကျတော့မှသူ့အမေနဲ့အဖေဖန်းစီခေါ်ဆောင်သွားတာကိုမြင်ရတယ်မြင်လိုက်တော့သူလည်းလူအုပ်ကြားထဲကနေအသာလိုက်သွားလိုက်သွားတော့ဖခင်လုတဲ့ဒီဂတိကောသလမင်းကြီးကသူ့သားကိုလှမ်းမြင်တယ်လှမ်းမြင်တဲ့အခါကျတော့သူ့ပါဇက်ကဘာထုတ်ပြောလိုက်တုံးစင် ငါသတိကဥယေအရှိကိုမကြည့်ပါနဲ့ငါသတိကဥအတူလည်းမကြည့်ပါနဲ့ယံဆိုတာယံချင်းတုံလို့မငြိမ်းဘူးတဲ့မတုံပြန်မှယံဆိုတာငြိမ်းတယ်ငါပြောတဲ့စကားလေးကိုမင်းမှတ်ထားပါကွယ်နဲ့ပြောတာအဲ့လိုပြောလိုက်တဲ့အခါကျတော့ဖန်းစီခေါ်ဆောင်သွားတဲ့လူတွေကဒီပြင်ကြီးယူနေပြီပေါ့တရားမှကြောက်လို့ဩနေတယ်ပေါ့ယူနေတာလို့ မဟုတ်ဘူးဘုရင်ကြီးကတော့သူ့သားကိုမြင်လို့ငါပြောတဲ့စကားငါသားနားလည်တယ်ဆိုပြီးတော့ဘုရင်ကြီးကပြောတာအဲ့ဒီလိုနဲ့တောင်စမုတ်ရောက်တဲ့အခါကျတော့သူတို့နှစ်ဦးလုံးဟာတပ်ဖြတ်ခံပြီးတော့လေးပိုင်းပိုင်းပြီးတော့မြုပ်လိုက်တာပဲเนาะအဲ့ဒီအချိန်မှာဒီကဦးမင်းသားလေးကမြို့ထဲမှာအရက်တွေဝယ်ဝယ်ပြီးတော့ယူသွားပြီးအဆောင်ချထားတဲ့လူတွေကိုအရက်တိုက် သူတို့မူးနေပြီဆိုတဲ့အခါခုနကမြုပ်ထားတဲ့အမေဖေရဲ့အလောင်းတွေကိုခေါ်ပြီးတော့မီးတချို့တယ်သူကမီးတချို့ပြီးတော့ရှ िख ိုးဝှချလို့ငိုကြွေးပြီးတော့အဲ့လိုလုပ်မိဘတွေကိုရှုပ်သေးတဲ့အနေနဲ့အကုန်လုံးအဲ့ဒီလိုလုပ်နေတာကိုဘယ်သူကမြင်လို့ဆိုတော့ပါတိပင်ကြီးကနန်းတော်ကနေလှမ်းကြည့်တော့မသေးမကွဲလူတယောက်ဟာတူဖော်ပြီးတော့ မိတကြိုနေတာကိုမိတွေလှမ်းပြီးတော့မြင်နေရတယ်ပေါ့မြင်တဲ့အခါမှာသူ့စိတ်ထဲမှာကြည်တာကောသလမင်းကြီးရဲ့ဆွေမျိုးတွေကဖြစ်လိမ့်မယ်ငါ့ကိုလည်းဘယ်သူမှလာမတိုင်ကြဘူးနဲ့ဆိုပြီးတော့ဆွေရင်စိတ်တွေဖြစ်လာတယ်အဲ့မင်းသားလေးကမိဘရဲ့အလောင်းတွေကိုတကြိုပြီးတော်တဲ့ထွက်သွားပြီးငိုကြွေးပြီးတော့နီလန်းသူရှာတယ်မြင်းကြီးနဲ့နီးဖို့ရအတွက်နီလန်းရှာတယ် စင်တိန်စင်ဆရာစီသွားပြီးတော့ဘရင်ကြီးရဲ့ဒီစနေထားတဲ့စင်တင်းကုတ်ကိုသွားပြီးတပည့်သွားခံတယ်ပေါ့စင်ဆရာကြီးရဲ့တပည့်သွားခံတယ်စင်ဆရာကြီးကသူ့ကိုရာထုခန့်ထားလိုက်သူ့ရဲ့အလုတ်အကျွေးအကူအဖြစ်ရာထုခန့်ထားလိုက်တဲ့အခါအဖြစ်ဖြစ်ရင်းနှီးပြီးတော့မင်းသားလေးကတခြင်းလေးကောင်းကောင်းဆိုတတ်တယ်စောင်းလေးတီးတတ်တယ် စောင်းတီးတချင်းဆိုအဲ့ဒီလိုနဲ့နေတဲ့အခါကျတော့ဘီရင်ကြီးကကြားတယ်စောင်းတန်ကြားတယ်တချင်းတန်ကြားတယ်ဆိုတော့ဘသူလဲဟေးစောင်းတွေတီးပြီးတချင်းဆိုတာစုံစမ်းတဲ့အခါကျတော့စင်တိန်ဆရာကြီးရဲ့တပည့်ပါလို့ဆိုသူစီခေါ်ခဲ့တဲ့အောင်လို့ဆိုခေါ်သွားတယ်ဘီရင်ကြီးစီရောက်တဲ့အခါဘီရင်ကြီးကတချင်းဆိုစောင်းတီးတာမင်းလားလို့ဆိုဟုတ်ပါတယ်ကျွန်တော်မျိုးပါငါ့ကိုတီးပြတယ်ဆိုတီးတယ် တိပြတော့ဘုရင်ကြီးကတော်တော်သဘောကျသွားသဘောကျသွားတော့မင်းငါ့ကိုငါ့ကိုခါစားလို့ဆိုပြီးတော့ဘုရင်ကြီးမှခါစားဖို့ဆိုပြီးတော့အတွင်းလူဖြစ်ဘုရင်ကြီးကသူ့ကိုရာထုခံထားတယ်သူကလည်းမင်းသားလေးကအကြံနဲ့လာလာဆိုတော့အတိုင်မှလိန်ပါတယ်သူကဒီအရှင်သခင်တို့စီမှာခါစားတဲ့လူတွေဟာလိုက်နိုင်ရမယ့်စိတ်ကနေရှိတယ်နော်ပုပ်ပုတ်ထားကြီးတဲ့အဲ့ရာက သူကပဲအရင်ထားရမယ်ပစ္ဆာနိပါတိနောက်မှအိပ်ဆက်ရမယ်ကိင္ကာရပဋိတာဝိဘာကိုလောက်ရမလဲဆိုတာအများရန်မေးမြန်းပြီးစိတ်တိုင်းကြအောင်လုပ်ရတယ်ပြယဝါဒီဘယ်တော့ဖြစ်ဖြစ်စကားပြောရင်နှဝင်ချူအောင်ပြောရတယ်မနာပစာရီသူ့အချိုက်ကိုလိုက်လုပ်ပြရဟောအဲ့ဒါလို့ဆိုလို့ရှိရင်သူကအမှုတန်းကောင်းဖြစ်ပြီပေါ့မင်းသားလေးကအဲ့ဒီအင်္ဂါရက်တည်းနဲ့ညီညွတ်အောင်ဂရုစိုက်တဲ့အခါကျတော့ဘယင်ကြီးရဲ့အတွင်းလူဖြစ်သွားတယ် ဘယင်ကြီးနဲ့မင်းသားလေးဒီကဦးတို့သိရင်းနှီးသွားတဲ့အခါကျတော့သူကလည်းလူပြိုပေါက်အရွယ်ရောက်လာအဲ့ဒီမှာဘယင်ကြီးကတို့တောလဲသွားရအောင်ဆိုတော့တောလဲသွားရအောင်ယထာတစီပြင်လို့ဆိုတော့သူလည်းကောင်းပါပြီဆိုလက်နဲ့ဒီပါတွေတင်ပြီးတော့မြင်ထားကပြီးတောလဲဝေးရထွက်သွားကြအဲ့ဒီလိုထွက်တဲ့အခါမှာမင်းသားလေးကအကြံနဲ့ပါလို့တော့ နောက်ကလိုက်လာတဲ့သူ့ရဲ့ကိုရံတော်တက်တည်မျက်ခြေပြတ်သွားအောင်ဟိုဘက်ကိုယ်မောင်းလိုက်ဒီဘက်ကိုယ်မောင်းလိုက်နဲ့မျက်ခြေပြတ်အောင်အရှိန်အဟုန်နဲ့မောင်းပြီးတော့သွားလိုက်တာနောက်ဆုံးမှာဘရင်နဲ့သူနဲ့နှစ်ယောက်ထဲတောနဲ့ထဲရောက်သွားအောင်မောင်းသွားလာဘရင်ကြီးကလည်းမောတဲ့အခါကျတော့ကဲငါတို့လည်းမောပြီနောက်ကလူတွေလည်းမမိဘူးခဏတို့အပန်းဖြေအောင်လို့ဆိုပြီးမင်းသားလေးရဲ့ပေါင်ပေါ်မှာဘရင်ကြီးကခေါင်းအောင်ပြီးတော့အိတ်တယ် အဲ့ဒီအချိန်မှာမကြခင်ပဲပင်မလို့အိပ်ပျော်သွားတဲ့အခါအဲ့ဒီမင်းသားလေးကငါဖြစ်ချင်တာဒီတစ်ခါဖြစ်လို့ရပြီဆိုပြီးတော့သူ့ထဲမှာပါလာတဲ့ဓာတ်ကိုဆွဲထုတ်ပြီးတော့ဘုရင်ကြီးကိုခုတ်တတ်တော့ဟုတ်လို့တယ်အဲ့ဒီလိုလှုပ်တဲ့အချိန်မှာသူ့အဖေကလှမ်းပြီးတော့ပြောသွားတဲ့စကားကိုသူနားထဲမှာကြားလာငါသားဒီကဘူးအရှင်ကိုမကြည့်နဲ့အတူကိုလည်းမကြည့်နဲ့ရန်ကိုရန်စားနဲ့မတုံ့ပြန်နဲ့မင်း ရန်ကိုမတုတ်ပြန်မှရန်ဆိုတာအငိမ့်နယ်ပြက်ဆဲတယ်ရန်စဒီမရှိလျားစိမ့်နဲ့ဆိုတဲ့အဓိပ္ပာယ်နဲ့အဖေကြီးကမှားသွားတဲ့စကားကိုကြားယောင်ပြီးတော့ငါအဖေစကားကိုလွန်ကျူးတာမကောင်းပါဘူးအဖေစကားကိုမဖောက်ပြက်ပါဘူးဆိုပြီးတော့ဓာတ်ကိုပြန်ထည့်သို့တော့ဘယင်ကြီးကသူ့အဖေကိုလည်းတတ်တယ်သူသူတို့တိုင်းပြည်ကိုလည်းတိမ့်နေပစိယောစာတွေလည်းတိမ့်နေအမေလည်းတတ်အဖေလည်းတတ်ဆိုတော့သူ့စိတ်ထဲမှာမခံကျင်စိတ်ကဖြစ်လာပြန် ဓာဆွဲထုတ်ပြီးတတ်မလို့လုံးလိုက်ပြန်ထဲလိုက်ဓာဆွဲထုတ်ပြီးတတ်မလို့လုံးလိုက်အဖေမှားခဲ့တဲ့စကားကိုတတိယပြီးတော့ပြန်ထဲလိုက်နေသုံးချိန်လောက်လဲလုတ်ပြီးရောဟိုဘရင်ကြီးကအိမ်မက်တွေမဲ့ပြီးလန့်နှိုးလာနော်ဖြတ်ခနဲ့လန့်နှိုးလာပြီးတော့ကြီးကြီးကျက်တက်ဖြစ်ပြီးတော့ဘရင်ကြီးဘာဖြစ်တာတုံးလို့မေးတဲ့အခါကျငါ့ကိုကွာတဲ့ကောသလမင်းကြီးရဲ့ตาဒီဃာဝုဆိုတာကတနတ်ဓာတ်နဲ့လိုက်လို့ငါပြေးလိုက်ရတယ်ပေါ့အိမ်မက်ထဲမှာအဲ့ဒီကြတော့မှ ေါင်းကိုစပင်ကိုဆွဲကင်ပြီးတော့ဒီကဟုဆိုတာတခြားလူမဟုတ်ဘူးကျွန်ုပ်ပဲဆိုပြီးတော့ဘုရင်ကြီးကိုတတ်မဲ့လှုပ်လိုက်အဲ့ဒီကြတော့ဘုရင်ကြီးကခြေတော့ဖက်ပြီးတော့တောင်းပန်နေတယ်သူမတတ်ပါနဲ့မတတ်ဘူးကြည့်ဖះလောင်းဟာအဖေစကားကိုလည်းနားထောင်တယ်ဒီကဟုမင်းသားလေးကအဖေစကားကိုလည်းနားထောင်တယ်ဘုရင်ကြီးကတောင်းပန်တဲ့အခါမှာသူခြေအေးလိုက်တယ်ခြေအေးလိုက်တယ် သူ့ကိုအသက်ချမ်းသာပေးပါလို့ဆိုတော့ကျွန်ုပ်ကအသက်ချမ်းသာပေးဖို့တဲ့ဘုရင်ကြီးကကျွန်ုပ်ကိုအသက်ချမ်းသာပေးဖို့လိုအပ်ပါတယ်လို့ဆိုတော့တဦးနဲ့တဦးအဲ့ဒါတစ္ဆာဆိုပြီးတော့လက်ဆွဲနှုတ်ဆက်ပြီးတော့အသက်ချမ်းသာမှုပေးလိုက်ကြတယ်ပေါ့ကျိန်စာဆိုလိုက်ရတယ်တပထလို့ခေါ်တယ်အဲ့ဒီခေတ်ကကျိန်ဆိုကြရတယ်ပေါ့နော်အခုကကြမ်းကြိမ်နဲ့ကြမ်းကြိမ်နဲ့ဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒီကလာတာပေါ့မြန်မာနိုင်ငံမှာကျတော့ သွေးကိုဖောက်ပြီးတော့သွေးကိုရေထဲထည့်ပြီးတော့သွေးတောက်ပြီးတော့ကြံကျိန်ကြရတဲ့အလုံးဘယင်းနေလက်ထက်တော့เนาะကျိန်ဆိုကြရတယ်အဲသူတို့နှစ်ဦးလဲဒီကောင်ဦးမင်းသားနဲ့ကာတိဘယင်းကြီးတို့အခုလို့ကျိန်ဆိုပြီးတော့တဦးနဲ့တဦးမပြစ်မှားတော့ပါဘူးဆိုပြီးတော့ကျိန်ဆိုပြီးတော့တိုက်ကြီးကိုပြန်သွားကြဟိုရောက်တဲ့အခါကျတော့ဘယင်းကြီးကမူးမတ်မေမူးကြီးမရသိန်တာပတိတွေခေါ်ပြီးတော့ ဒီဂီတိကောသလမင်းကြီးရဲ့သားကိုတွေ့မယ်ဆိုရင်မင်းတို့ဘာလုပ်ကြမလို့ဆိုတယောက်ကလက်ဖြတ်မယ်တယောက်ကခြေဖြတ်မယ်တယောက်ကနှာခေါင်းဖြတ်မယ်နှရွက်ဖြတ်မယ်အသေးသတ်မယ်နဲ့ပြောကြတယ်အေးဒီဂီတိကောသလမင်းကြီးရဲ့သားဆိုတာသူပဲမင်းတို့ဘာမှလုပ်လို့မရဘူးငါတို့နှစ်ဦးဟာတဦးနဲ့တူနော်တစ္ဆာပြုတ်ထားကြပြီစိန်သာဆိုပြီးတော့တစ္ဆာပြုတ်ထားတယ်တဦးနဲ့တူတို့မပြစ်မှားဘူးဆိုပြီးတော့နောက်ဆုံးမှာ အဲ့ဒီခန္ဓာမှာဘယင်ကြီးကသူ့ကိုမေးတယ်နေပါအောင်တဲ့ဒီကတိကောသလမင်းမင်းရဲ့ဖာခမီးတော်တတ်မလို့ထုတ်သွားတဲ့အချိန်မှာငါသားဒီကဟုအရှိကို မရှုနဲ့အတူကိုမရှုနဲ့ဆိုတဲ့စကားဘာကိုပြောတာတုံးဆိုဟောကျွန်တော်အဖေကကျွန်ုပ်ကိုပြောလို့တာအရှိကိုမလုံနဲ့ဆိုတော့ရန်စားကိုမရှိစေနဲ့လို့ဒီလိုပြောတာပါတဲ့အကယ်၍ ရှင်မင်းကြီးကိုကျွန်ုပ်ကတတ်မယ်ဆိုရင်ရှင်မင်းကြီးရဲ့သာသမီတွေကကျွန်ုပ်ကိုပြန်တတ်အောင်မှာပဲအဲ့ဒါရန်စားဟာမဆုံးနိုင်ဘူးတဲ့အပြန်အလှန်တတ်နေသည့်အတွက်ကြောင့်ရန်စားဟာရှည်နေမှာပဲအဲ့ဒီရန်စားကိုမရှည်စေနဲ့လို့ပြောတာတဲ့နောက်တစ်ခုအတိုးမရှိနဲ့ဆိုတာဘာပြောတော့ဆိုတော့တဦးနဲ့တူမိတ်ဆွေဖြစ်တာကိုတိုးအောင်မလုံးနဲ့ပေါ့မိတ်ဆွေတဦးနဲ့တူခင်မင်မှုတွေကိုမပြတ်စေနဲ့မိတ်ဆွေကိုမိတ်ဖြစ်မှုကိုရှည်လျားပါစေ မတူပါစေနဲ့လို့ဒီလိုဆုံးလို့ရပါတဲ့ယံတစ်ခုဟာတုံ့ပြန်နေတဲ့ယံကိုယံနဲ့တုံ့ပြန်လို့ရှင်ဘယ်တော့မှမငြိမ်ဘူးယံကိုတီးခန့်ခြင်းဖြစ်လာတယ်ငြိမ်အောင်ပြတ်အောင်လုပ်လို့ရပါတယ်လို့ကျွန်ုပ်ရဲ့ခမည်းတော်ကကျွန်ုပ်ကိုဆုံးမသွားတာပါလို့ဆိုတော့အော်ဒီကဟုမိခင်ကဖခင်ကနော်ခမည်းတော်ကဒီလိုအမတမအချင်းချုပ်ကလေးပြောတာတောင်နားလဲနိုင်စွမ်းရှိတဲ့ပညာနဲ့ပြည့်စုံပါပေတယ်ဆိုပြီးတော့ ူရဲ့တိုင်းပြည်ကိုသူ့ကိုပဲပြန်ပေးတယ်ပစ္စည်းဥစ္စာတွေအလုံးလည်းပေးတယ်နောက်ဆုံးမှာမိမိရဲ့သမီးတော်နဲ့လက်ဆက်ပြီးတော့ဘောဓလတိုင်းကြီးကိုပြန်ပြီးတော့အနှင်းလိုက်တယ်လို့မြတ်စွာဘုရားကယဟန်တော်တွေကိုတိခန့်ခြင်းရဲ့အကျိုးကျေးဇူးနဲ့ပတ်သက်ပြီးတော့ဟောတာနော်အေးအခုလိုလက်နဲ့ဆွဲကင်တဲ့ပုဂ္ဂိုလ်တွေတောင်မှတခုနဲ့တခုခြေအေးနိုင်တယ်တိခဏ်ချင်းဆိုတာလုံနိုင်တယ်ကိုချင်းတရားကိုထိမ့်သိမ့်နိုင်ကြတယ်ကိုချင်းတရားကောင်းမွန်အောင် စောင့်ထိန်နိုင်ကြတယ်။သင်တို့ယဟန်ဖြစ်ခဲ့တဲ့အတိုင်းဘာဖြစ်လို့ဒီလိုမလုံနိုင်ရမှာလဲလို့မြတ်စွာဘုရားကဆုံးမဩဝါဒပေးတာပါတဲ့။အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိတ္တအပေါင်းတို့ဒီဝိထုဇာလန်းလေးကိုမှတ်သားထားပြီးတော့အင်တာမတိခံမှုခက်တဲ့ကိစ္စများတောင်မှပဲအခုလိုတိခံပြီးတော့ကိုချင်းတရားမပြတ်အောင်ထိမ့်သိမ်းဆောင်ရှောက်သွားကြတဲ့တကယ်သူတော်ကောင်းတွေဖြစ်ရကိုဘုန်းကြီးတို့တွေမှတ်သားလာယူပြီးတဲ့အခါမှာ တို့တွေတွေတိခဏအောင်တိခဏနိုင်အောင်ကြိုးစားကြမယ်ကိုချင်းတရားကောင်းမွန်အောင်ကြိုးစားကြရမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီကိုချင်းတရားကောင်းအောင်တိခဏချင်းဆိုတဲ့အရေးချင်းတွေနဲ့ပြည့်စုံအောင်ချင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရမယ်တတဝါများစွာတတဝါများစွာသိရန်ပွားသိ န္နာကြပါစေသတ္တဝါများစွာသေရန်กว่าသေရန်กว่าသန္နာကြပါစေသန္နာကြပါစေမေတ္တာရေချမ်းမေတ္တာရေချမ်းသုံးကဖြံသုံးကဖြံငြိမ်းချမ်းကြပါစေငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းမေတ္တာရေချမ်းသုံးကဖြံသုံးက ငြိမ်းချမ်းကြပါစေငြိမ်းချမ်းကြပါစေသက်ရှိကြမှာသက်ရှိကြမှာစိတ်ချမ်းသာစိတ်ချမ်းသာဒုရဆန္ဒပြေပါစေဒုရဆန္ဒပြေပါစေသက်ရှိကြမှာသက်ရှိကြမှာစိတ်ချမ်းသာစိတ်ချမ်းသာဒုရဆန္ဒပြေပါစေဒု သမောတရံပိဝိတဝါနာဝိသာတပိတမှုဟတံအစရာမရာတိတိဘဝနိဗ္ဗာန်ယန္တုတာရောသမောတရံလောဘတောတမောစိတ်တောင်းကင်းပြောင်းကြည်အေးတရားစေကိုပိဝိတဝဝန္တာရှင်းပြတောက်ကြရနာကြရကုန်သောကြောင့်ဝိဒါတဗေပူဇာခြင်းနောက်ကိလေသာဆေရတောက်ဟူသမျှတို့သည်တမုဝတ္တပိဉ္စဘက်တွင်ရေမတင်ကြသောကင်းစဉ် အင်းစင်တွင်ပြောင်းပေမရအောင်ပဲဖြောင်းအကုန်သည်ဝန္တုစင်စစ်မသွေ ဖြစ်ကြပါစေကုန်တည်းအာဇရမရအိုခြင်းလဲကွာ နာခြင်းလဲကင်းသေးခြင်းလဲရှင်းရသောတိတိဝံကိလေသာဟုဘုခသိင်ကင်းကြီးရာအစိဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြတော်သောသာရဝတ္တရာချိတ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စေများတို့သည် ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တည်း။